ကူညီတတ်တဲ့အင်ဂျင်မဲ့ကောင်လေးတခါတော့ကရှေးတရုတ်ပြည်ကြီးမှာဆင်းရဲသားမိဘမဲ့ကောင်လေးတယောက်ရှိတယ်။သူဟာကြေးလက်ဈေးကလေးမှာဈေးတယ်တွေခိုင်းတဲ့တောက်တူမဲ့ရလုပ်ပေးတယ်။လယ်သမားတွေအတွက်ကြွဲချောင်းပေးတယ်။အိမ်တွေကိုရေတဲပေးတယ်။ကလေးတွေနဲ့ကစားတယ်။လူတွေကြွေးတာမွေးတာလေးတွေစားရင်ပျော်ရွှင်နေကြတာပေါ့။သူဟာသူတပားကိုကူညီရတာတိတ်နေတတ်တယ်လေ။ အင်ဂျင်မဲ့ဆိုတော့ဇရက်တွေပုံချောင်းတွေတစ်ပင်ကြီးကြီးတွေကသူ့အိမ်မှာပဲပျော့ပျော့ရွှင်ရွှင်နဲ့နေထိုင်တယ်။စင်းရဲပေမဲ့လွတ်လပ်ပေါ်ပါတယ်ပေါ့လေ။တရက်မှာ သူဟာနယ်လက်ဈေးတဲ့ကြီးတယောက်နဲ့တွေ့တဲ့ဈေးတဲ့ကြီးကိုကူပြီးဆိုင်ခင်းပေးတယ်။ဈေးအောင်ပြီးတော့ဈေးတဲ့ကြီးကတိတ်ကိုကျေးဇူးတင်ပြီလေ။မောင်ရင်ဟာတိတ်ကို စိတ်တဘောထားပြေးဝတာပဲ။မောင်ရင်ရဲ့မျက်နှာတွင်ပြင်ကို အကဲခတ်ကြည့်တာ ချမ်းသာမယ်လူလင်တူပဲ။ ဘယ်မှာနေတလဲကွယ်ဦးမင်းကိုမိအိမ်လာလဲခွင့်ပြုပါဦးကဘာမကြီးဟာကျွန်တော်ရဲ့အိမ်ပါပဲဈေးတယ်ကြီးရဲ့ခုဦးကိုကျွန်တော်အိမ်မှာလက်ခံထားတာပဲမဟုတ်လားဟဲဟဲဦးတို့လိုဈေးတယ်တွေလက်သမားတွေကကျွန်တော်ရဲ့ထမင်းအိုးဘောလို့ပြန်ပြောလိုက်တဲ့ဒါဆိုမင်းကအိမ်ချိမဲ့ပေါ့မဟုတ်သေးပါဘူးမင်းဟာလူချမ်းသာတူဦးဖြစ်တဲ့နယ်ကွာဦးကနေတကာကိုရှောက်သွားနေသူဆိုတော့တရင်မျိုးစုံကြရတဲ့ကွယ် မြောက်ဖက်ဆုံးကတစ်ဝါတော်မှာပညာရှိနဲ့မင်းတပါရှိတယ်။မင်းသူ့စီကိုတွားပြီးကြီးပွားချမ်းသာဖို့နီလန့်အကြံကောင်းတောင်းတင်တယ်။မင်းကိုသူတော်စင်နဲ့မင်းကကူညီလိုက်မယ်။အဝေးကြီးတွားရမှာပဲဦးရဲ့။ကျွန်တော်ကရွာပြင်ဘက်တောင်ခဝေးဝေးမတွားဘူးဘူး။ငုံမြေအနှက်မှာယူသားပြီးစိတ်ကောင်းရှိတဲ့သူဟာအရှာဆုံးပဲ။မင်းဟာဒီလိုရှားပါးသူတယောက်လို့ဦးထင်တဲ့ကွယ်။တွားမယ်လို့ကတိပေးပါ။ နောက်ဆုံးတော့အင်ဂျီမဲကောင်ကလေးဟာတစ်ဝါတော်နမင်းထံကိုသွားပမယ်လို့ကတိပေးလိုက်ပါတော့တယ်။တရက်တော့အင်ဂျီမဲကောင်ကလေးဟာတေးတချင်တကြောကြောနဲ့သူ့ရွာကနေထွက်လာခဲ့လိုက်တယ်။စိမ့်ဖက်နေတဲ့စဘာခင်းပင်လယ်ကြီးကိုဖျက်တိုက်လာတဲ့လေတွေကိုခွင်းလို့တေးကပြားတွေယူရင်သူခီးထွက်ခဲ့တယ်။တစ်ဝါတော်ပညာရှိနမင်းကိုပုံမြင်တွေထဲမှာပဲသူကြားဘူးလားလေ။သူတကယ်ရောက်အောင်သွားနိုင်ပါမလား။ မြို့ရွာများစွာကိုဖျက်ပြီးမြောက်ပိုင်းကိုခီးနေလာခဲ့တာကောင်ကလေးဟာတော်တော်ပြင်းပန်းနေခဲ့ပြီးမတ်မုံသီးတွေစားခဲ့တယ်။အယောင်ဆုံးဘယ်ရီသီးတွေကိုစားခဲ့တယ်။စမ်းကြောင်းကရေတွေတောက်ခဲ့တယ်။တညနေမှာတော့မြို့တစ်မြို့ကိုရောက်ခဲ့တဲ့သူတော်တော်ပြင်းပန်းနေပြီးမို့နားဖို့လိုနေခဲ့ပြီ။ဟောကိုမာမြို့တော်ဝင်ရဲ့အိမ်ချံဝင်းကြီးပဲ။ကောင်လေးဟာမြို့ဝင်မင်းချန်ထဲကိုဝင်လာခဲ့တယ်။ မြို့ဝင်ရဲ့ရဲမက်များဟာလူစိမ့်ဝင်လာတာမို့ဝိုင်းဝန်းတားမြစ်လိုက်ကြတယ်။သူကကျွန်တော်ကခီးသွားပါခင်ဗျာတဲခိုစရာနေရာလေးအကူကြီးတောင်းမလို့ပါလို့ပြန်ပြောလိုက်တယ်။ရဲမက်များကသူ့ကိုဘုံချောင်းကိုတွားတဲ့လမ်းညွှန်ပေးလေရဲ့ခုလိုစကားတွေပြောနေတာကိုမြို့ဝင်မင်းကလမ်းမြင်လိုက်တယ်။ဟေ့သူငယ်မောင်ရင်ဘာကိစ္စနဲ့ခီးသွားနေတာလဲကွ။အထုပ်ပိုးကုံစီလဲမမြင်ပါလားလို့မြို့တော်ဝန်ကြီးကဆင်းလာပြီးမေးတယ်။ မြို့ဝင်ကျမ်းမာချမ်းသာပါစေခင်ဗျာကျွန်တော်ကမြောက်ပိုင်းတစ်ဝါတောင်ကိုသွားနေတာပါပညာရှိသူတော်စင်နတ်မင်းကိုဘယ်တော့မှကြီးပွားချမ်းသာမယ်ဆိုတာသိချင်လို့မေးခွန်းသွားမင်းမလို့ပါဟေးတစ်ဝါတောင်နတ်မင်းကိုဘယ်သူကမှမမြင်ဘူးဘူးကွာခက်တာပဲမင်းရောက်ခဲ့ရင်တော့ငါ့အတွက်မေးခွန်းမေးခဲ့စမ်းကွယ်ဟုတ်ကဲ့ပါမြို့တော်ဝင်ခင်ဗျာမြို့တော်ဝင်ကဆက်ပြောတယ် နတ်သမီးတော်လေးဟာအသက်16နှစ်ရှိပြီကွာခုချိန်ထိစကားမပြောသေးဘူးကွယ်သူပါကြောင့်စကားမပြောသေးတလဲဆိုတာတစ်ဝါတောင်နဲ့မင်းစီမှာမေးခဲ့စမ်းပါအင်ဂျင်မဲ့ကောင်လေးကမေးခဲ့ပြပါမယ်လို့ကတိပေးလိုက်တယ်မြို့တော်ဝင်ဟာကောင်လေးကိုအိတ်ဖို့နေရာစီစဉ်ပေးလိုက်တယ်ဒီလိုနဲ့နောက်တစ်ရက်မှာဖီးထွက်ခဲ့တာပေါ့တူဝါတောင်ကိုရောက်ဖို့တောအုပ်ကြီးတစ်ခုကိုဖြတ်ရအောင်လေ။ကောင်ကလေးဟာ တောအုပ်ကြီးကိုဖြတ်တန်းခဲ့တယ်။ မိုးချုပ်တဲ့အခါသူနားရအောင်မယ်လေ။အီယာမတစ်ပင်အိုကြီးတပင်အောက်မှာဝင်အိတ်ခဲ့တယ်။ညရောက်တဲ့အခါထူးဆန်းတဲ့အတန်တစ်ခုကိုကြားရတယ်။ပင်အိုကြီးကစကားပြောနေတာပါလား။မောင်ရင်ဟာဒီလောက်နဲ့ဆိုင်တဲ့တစ်ဝါတော့ကိုဘာကိစ္စရောက်လာရတာလဲ။တိကျင်ဆန်းလာတကွာ။တစ်ဝါတော့နတ်မင်းကိုဘယ်တော့များမှကျွန်တော်ကြီးပွားချမ်းသာပါလိမ့်မလဲဆိုတာလာမေးတာခင်ဗျ။ကျွန်တော်ကအင်ဂျင်မဲ့ပါတစ်အိုပင်ကြီးရဲ့။ဟာ အတော်ပဲกว่าငါအတွက်ပါမေးခဲ့စမ်းပါငါအပင်ကြီးဟာယခင်ကလှခဲ့တဲ့လောက်ယခုအခါပန်းတွင်မပွင့်တာအတော်ကြာပြီကွယ်ဘာကြောင့်လဲဆိုတာတစ်ဝါတော့နတ်မင်းကြီးကိုမေးခဲ့စမ်းပါကွယ်ကုညီရမှာပေါ့ဗျာကိုကိုအရေးပေးတဲ့ကျေးဇူးရှင်ပဲဟာလို့ကောင်းလေးကပြန်ပြောလိုက်လေလေနောက်တရက်အိယာကနိုးတဲ့အခါတစ်ပင်အိုကြီးကိုနှုတ်ဆက်ပြီးတော့တစ်ဝါတော့ဘက်ကိုဥတီပြီးခီးထွက်ခဲ့ပြန်တယ်တောင်ကြီးကိုမြင်နေရပြီး အဝါရောင်တစ်ပင်ကြီးများနဲ့အုပ်ဆိုင်နေတဲ့တောင်ကြီးဟာရွှေပုံကြီးကျနေတာပဲရောက်တော့မှမို့အာတင်းရင်ခီးဆက်ခဲ့တယ်မြင်လိုက်ရတဲ့မြင်ကွင်းကြောင့်အင်ဂျင်မဲ့ကောင်းလေးဟာစိတ်ပြတ်သွားတယ်အင်မတန်ကျေပြောလာတဲ့မြင်ပြင်ကြီးချားနေပါလားဒီမြစ်ကြီးကိုကြော်နိုင်မှတစ်ဝါတောင်ကိုရောက်မှာပဲဘာတရားမှလည်းမရှိဘူးဒီလိုဆိုရင်တစ်ဝါတောင်ကိုမြင်မှပဲလှည့်ပြန်ရတော့မယ်သူဟာမြို့တော်ဝင်တဲ့အပင်ကြီးကိုဘလို့ပြောရပါလို့တွေးရင်စိတ်မကောင်းဖြစ်သွားလေရဲ့ ဒီချိန်မှာပဲမထင်မှတ်ပဲမြေကမ်းနားမှာကပ္ပလိတ်ကြီးတကောင်ကိုတွေ့လိုက်ရတယ်။လိတ်ကြီးရဲ့ကျွန်ုပ်ကိုကူညီပြီးဟိုဘက်ကမ်းကိုပို့ပေးပါခင်ဗျာ။မင်းကဘာကြောင့်တစ်ဝါတော့ကိုသွားချင်ရတာလဲ။လူတာမန်တွေရဲ့နေရာမဟုတ်ဘူးကွ။သူတို့ဆင်တွေတရားရှာမိတဲ့တောအုပ်ွက်တိဝါတော်နတ်မင်းကိုမေးခွန်းတွေမေးချင်လို့ပါခင်ဗျာအရေးကြီးတဲ့မေးခွန်းတွေယူလာလို့ပါသူ့ကိုတွေးဖို့မဖြစ်နိုင်ဘူးမင်းလက်လျှော့တင့်နေကွယ် မင်းကစိတ်အားထက်သန်တော့လိုက်ပို့ပေးပါမယ်။တွေးခွင့်များရခဲ့ရင် လိတ်ဘူးဘူးအတွက်ပါမေဘူးမေးခဲ့ပေးပါကောင်းကလေးရဲ့။ဗာများလဲဘူးဘူးရဲ့။နာဟာနဂါဖြစ်ကိုရဖို့အတွက်နှစ်ပေါင်းတရာလေ့ကျင့်ခဲ့တကွယ်။ဒါပေမဲ့ယခုအထိနဂါအတွင်ကိုမပြောင်းနိုင်သေးဘူး။ဘာကြောင့်လဲလို့မေးခဲ့စမ်းပါ။အင်ဂျင်မဲ့ကောင်းကလေးဟာလိတ်ဘူးဘူးကိုမေးခဲ့ပေးမယ်လို့ကတိပြုလိုက်ပါရဲ့။ ဒီလိုနဲ့လက်ကြီးရဲ့ကြောကုန်းပေါ်ကနေစီးပြီးတော့မြစ်တစ်ဖက်ကမ်းကိုရောက်ခဲ့ပြန်ပြီးရောတယ်။အင်ဂျီမဲ့ကောင်လေးဟာတစ်ဝါတောင်ကိုခက်ခဲစွာတက်သွားခဲ့တယ်။တဖြည်းဖြည်းနဲ့နောက်ဆုံးမှာတောင်ထိပ်ကိုရောက်သွားတဲ့ဆိုပါစို့။မြင်ရဖို့ခက်ခဲပါတယ်ဆိုတဲ့တစ်ဝါတောင်နတ်မင်းကိုအစင်တင်ကိုတွေ့တော့တယ်။တစ်ဝါတောင်နတ်မင်းဟာသူ့ရဲ့ကြောင်းတင်ကမ်းမှာအစင်တင်စောင့်နေလေရဲ့။ဟာနတ်မင်းကဘသူများလဲလို့ရွာမှာဈေးလာရောက်သွားတဲ့ဦးလေးကြီးပဲ။ ကျွန်တော်သိချင်တာကိုဈေးမှာကလေးကပြောလိုက်ရင်ပြီးတာပဲဟာကိုဗျာမင်းတို့ရွာနဲ့တစ်ဝါတော့အကြာခီးစဉ်ကိုမင်းကိုတွားစီချင်လို့ပါကွယ်ကဲဒါဆိုလဲဥယေအဲ့လေနဲ့မင်းကြီးရေကျွန်တော်သိချင်တာလေးတွေရှိလို့အဝေးကလာခဲ့ရပါတယ်တနာသဖြင့်မင်းမြန်ခွင်ပြုတော်မူပါမိခွန်းသုံးခုမိခွင်ပြုမယ်ကလေးရဲ့လို့နတ်ပညာရှိကပြောတယ်သုံးခုပဲမိခွင်ပြုမယ်ဆိုပါလား သူ့မှာမေကုံးက၄ခုပါတယ်။ကောင်းလေးစဉ်းစားရပြီးဘယ်မေကုံးကိုဖယ်ရမလဲ။နောက်ဆုံးတော့သူ့ရဲ့ကိုပိုင်မေကုံးကိုဖယ်လိုက်ဖို့ဆုံးဖြတ်လိုက်တယ်။ငါကမကြီးပွားမချမ်းသာလဲပျော်ရှင်စွာနေထိုင်နိုင်တာပဲ။စိတ်တော်ကရောက်နေရတဲ့သူတွေရဲ့ပု္ပ္ပာကိုပဲအပြေရှားပေးတာကောင်းပါလေလေးလို့ဆုံးဖြတ်လိုက်တာပဲ။တစ်ဝါတော့နမင်းဟာမေကုံးများရဲ့အဖြေကိုပြောပြလိုက်တယ်။ကောင်းကလေးဟာအဖြေသုံးခုကိုတေချာမှတ်ပြီးတော့တစ်ဝါတော့ကနေပြန်ခဲ့တော့တယ်။ သူဟာသူတစ်ပါးအကျိုးဆောင်နိုင်ခဲ့ပြီလေ။နတ်မင်းဟာသူ့ကြောင်းတင်ခန်းမှာ ပြုံးရွှင်စွာကြံခဲ့တာပေါ့။အင်ဂျီမဲ့ကောင်လေးဟာမြကြီးကိုတွေ့တော့လိတ်ဘိုးဘိုးရဲ့အကူအညီနဲ့ကြော်ဖြတ်လာခဲ့တယ်။ရေလန်းခီးမှာအဖြေကိုပြောပြရတာပေါ့။လိတ်ဘိုးဘိုးရဲ့လိတ်ခွင်ကြီးအောက်မှာရှေးကျတဲ့ကြောက်စိမ့်တုံးကြီးရှိနေတယ်ဗျ။ဒါကြီးကိုဖယ်ရှားလိုက်မှလိတ်ဘိုးဘိုးဟာငကားအဖြစ်ကိုရောက်လိမ့်မယ်လို့တစ်ဝါတောင်လက်ပညာရှိကြီးကပြောတယ်။ တဖက်ကန်းကိုရောက်တဲ့အခါလိတ်ဘိုးဘိုးဟာအင်ဂျီမဲ့ကောင်လေးရဲ့အဖြေတိုင်းလှုပ်လိုက်တာငကားကြီးအသွင်ပြောင်းသွားခဲ့တယ်။ကောင်လေးဟာပျော်လွန်းလို့လက်ခုပ်လက်ဝါးတွေတီးပြီးအောင်ပွဲခံတယ်။ငကားဖြစ်သွားတဲ့လိတ်ဘိုးဘိုးဟာကောင်လေးကိုကျေးဇူးတင်လွန်းလို့သူ့ဖယ်ရှားလိုက်တဲ့ကြောက်စင်းရတနာကြီးကိုပေးလိုက်တဲ့။စိတ်ကောင်းရှိတဲ့ကောင်လေးဟာအဖိုးမဖြစ်နိုင်တဲ့ကြောက်စင်းရတနာကြီးရသွားတယ်။တောအုပ်ထဲကိုရောက်တဲ့အခါတစ်ပင်အိုကြီးကိုသူ့မိခွန်းအတွက်အဖြေအော်ပြောရသေးတယ်။ တစ်အိုပင်ကြီးခင်များအသိရဲ့တင့်မြင့်တွေကြမှာရွှေအိုးကြီးတလုံးရောက်နေပါတယ်။ဒါကိုဖယ်ရှားမတင်ဟာအရင်လိုပန်းပွင့်တဲ့တစ်ပင်လှလှကြီးပြန်ဖြစ်มาပါတယ်ခင်ဗျာ။ဟေးဒါဆိုကုညီလက်ဆနဲ့အဲ့ဒီရွှေအိုးကိုဖယ်ပေးပါဦးကွယ်။ကောင်လေးဟာအတတ်တရောကုညီပေးတယ်။တစ်အိုပင်ကြီးကကျေးဇူးတင်တာပေါ့။ကျေးဇူးပြန်ပြုတဲ့အနေနဲ့ကောင်လေးအတွက်ယတနာပြည့်ရွှေအိုးကြီးကိုပေးလိုက်တယ်။ ကောင်းလေးဟာသူ့ဖြေမရခဲ့ပေမဲ့ယတနာပြည့်နဲ့ချမ်းသာနေပြီလေ။အပြန်လန်းကိုခီးဆက်ခဲ့ပြန်ရဲ့ဒီလိုနဲ့မြို့တော်ဝင်ကြီးဆန်အိမ်ကိုရောက်လာပြန်တာပေါ့မြို့တော်ဝင်ကြီးဟာကောင်းလေးကိုမြင်တဲ့အခါတစ်ဝါတောင်ဘိုးဘိုးကိုတွေးခဲ့လာလို့အာတတ်တယုံမိတယ်။ကောင်းလေးကတွေးခဲ့ကြောင်းပြောရင်အဖြေပြန်ပေးလိုက်တဲ့မြို့တော်ဝင်ကြီးခင်များအရှင်သမီးတော်ဟာသူ့ရဲ့ဖူးစာဖတ်စိတ်ကောင်းရှိသူနဲ့တွေ့မှစကားပြန်ပြောပါလိမ့်မယ်လို့အဖြေကိုပြောပြလိုက်တယ် မြို့တော်ဝန်ကြီးကသူတမီလေးစကားပြောဖို့မျှော်လင့်နေတာပေါ့ကွယ်ဒီအချိန်မှာပဲမြို့တော်ဝန်ရဲ့တမီတော်ဟာဖခင်ရဲ့ရုံးတော်ကိုရောက်လာတဲ့ရိုသေလေးစားရပါတော့ဖခင်ဒီတစိမ်းယောင်ကြားလေးကဘသူလဲလို့မေးလိုက်တဲ့ဖခင်မျိုးဝင်ကြီးဟာတမီးလေးရဲ့စကားတန်ကိုကြားရတဲ့အခါဝမ်းသာလွန်းလို့မျက်ရည်တွေကျလာတယ်လေ။ကဲပုံမြင်လေးကပြီးပါပြီပြောဖို့တခုပဲကျန်တော့တယ် ဒါကတော့မြို့တော်ဝန်ကြီးရဲ့တမိတော်နဲ့ရတနာပိုင်ရှင်တထေးကောင်လေးတို့ရဲ့မင်္ဂလာပွဲအကြောင်းပါပဲ။ကိုကျိုးမဖက်ပဲသူတပားကိုကူညီတဲ့ကောင်ကလေးဟာခုတော့အင်ဂျင်မဲမဟုတ်တော့ဘူးလေ။ကြောင်မြတ်ရတနာအပြည့်နဲ့တထေးကြီးပေါ့။ဇနီးချောကလည်းရှိသေးတယ်။စာဖတ်သူပရိသတ်တို့ကျမ်းမာလို့ချမ်းသာကြပါစေ။ကြည့်ရှုအားပေးသွားလို့ကျေးဇူးအများကြီးတင်ပါတယ်။နောက်ဗီဒီယိုမှာပြန်ဆောင်ကြရအောင်ပါ။